ဒီနေ့မှာတော့ကျွန်တော်ဒီ monetization ရှောက်ထားခြင်းနဲ့ပတ်သက်ပြီးတော့အနည်းငယ်ပြောပြပေးမှာဖြစ်ပါတယ်။เนาะကျွန်တော်ဒီမှာတယောက်ကလာပြီးတော့မေးထားတယ်။တယောက်ဆိုပေမဲ့ဒါတော်တော်များများမေးတဲ့မေးခွန်းကိုကျွန်တော်ထုတ်နှုတ်ပြီးတော့ပြပေးတာပေါ့เนาะ monetization ရှောက်လို့ရလားပေါ့เนาะ monetization ရှောက်ပြီလားခင်ဗျာဆိုတော့အဲ့တော့ဒီနေ့မှာကျွန်တော်သိစေချင်တာက monetization ကရှောက်ထားပေးတိုင်းအောင်တာမဟုတ်ပါဘူး။ကိုယ့်ဘက်ကိုစူးစမ်းမှဒီ တက်ဆန်ရတဲ့စက်တဲ့ပေါ့နော်အဲ့လိုမျိုးပေါ်လာတဲ့အခါကျမှကိုကရှောက်ထားလို့မှအောင်းသွားတော့မှပေးအောင်ကောင်းနေပါနဲ့ချိတ်ဆက်ပြီးတော့အောင်းသွားတဲ့အခါကျတော့မှကိုကပက်ဆန်ရှာလို့ရတာဖြစ်ပါတယ်နော်အဲ့လိုမျိုးစက်တဲ့ပေါ်လာဖို့လေကိုပေါ့ကိုစူးစမ်းဖို့လိုအပ်တယ်ပေါ့နော် နီးမှန်လမ်းမှန်နေနဲ့စူးစမ်းဖို့လိုအပ်တယ်အဲ့တော့သူကလာပြီးတော့မေးထားတယ် monetization ရှောက်ပေးလို့ရလားဆိုတော့ကျွန်တော်ကကျင်းတည်အောင်လို့မဖြစ်တင်တာမဖြစ်ရအောင်ပေါ့ဗျာပြောရမယ်ဆိုရင်เนาะဘာဖြစ်လို့လဲဆိုတော့တချို့တွေကကြတော့လူလိန်နေနဲ့တွားပြီးတော့တွေးတဲ့အခါကျရင် ရှောက်လို့ရလားဆိုရင်ရှောက်ပေးမယ်ပတ်စံဘလောက်ပေးဆိုပြီးကိုယ့်ရဲ့ပေလဲပါသွားတယ်เนาะကိုယ့်ရဲ့ပတ်စံနေလဲဆုံရှုံသွားတယ်เนาะအဲ့ဒါမျိုးတွေတာတကတွေအများကြီးရှိပါတယ်เนาะအဲ့ဒါအတွက်ကြောင့်ကျွန်တော်ကသူ့ကိုမဖြစ်တဲ့နာမဖြစ်ရအောင်ဘာဆက်တဲ့ပေါ်လို့လဲ screenshot နဲ့ပြပြီးပါဆိုပြီးတော့ကျွန်တော်ပြောလိုက်တဲ့အခါမှာသူပြပြီးတော့ကျွန်တော်ကြည့်လိုက်တာနဲ့သိပါတယ်ဒီစတားပဲရသေးတာပေါ့เนาะစတားပဲရသေးတဲ့အခါကျတော့ အဲ့လျှောက်မလျှောက်လည်းဘာမှမဖြစ်သေးဘူးပေါ့အဲ့ဒါနဲ့ကျွန်တော်ထပ်ပြီးတော့ monetization tool ကိုဆက်ပြီးတော့နှိပ်ကြည့်လိုက်လို့ကျွန်တော်ပြောလိုက်တဲ့အခါမှာเนาะသူကနှိပ်လိုက်တော့ကျိန်းသေးတယ်ဒီသူစတားပဲရသေးတယ်ပေါ့เนาะစတားပဲရသေးတယ်အဲ့တော့တီးစီကျင်တာက ကျွန်တော်တို့ဒီစတားတို့ subscription တို့ဆိုတာကเนาะကိုယ့်ရဲ့ audience ကိုယ့်ရဲ့ပရိသတ်ကပတ်စံပေးมาရမှာဖြစ်ပါတယ်အဲ့ဒါတွေကိုမလျှောက်ထားသေးလို့လည်းဘာမှမဖြစ်ဘူးကိုကကိုယ့်စီမှာ ID card တွေ ban နေမရှိဘူး အဲ service နဲ့အနှံပြီးတော့အသုံးပြုရမယ်ဆိုလို့ရှိရင်တော့ပတ်စံကုန်ခံပြီးတော့ရှောက်เสียမလို့အပ်သေးပါဘူး။နောက်တကယ် content monetization ဆက်တယ်လို့ခေါ်တဲ့အဲ့ဒီ tool လေးပေါ်လာပြီဆိုတော့မှကိုကပတ်စံရှာဖို့အတွက်ဒီ payout account ရှောက်ထားဖို့လိုအပ်တယ်ပေါ့နော်လိုအပ်ပါတယ်။နောက်အဲ့အခါကျလို့ရှိရင်တော့ရှောက်ရမယ်ပေါ့နော်။အဲဒီနေရာမှာကျွန်တော်အထူးသိစေချင်တာကဘာလဲဆိုတော့တချို့တွေအမှတ်မှားမှုအယူလွဲနေတဲ့ပုံစံတွေပေါ့နော်။ ဒီ monetization ဆိုတာရှောက်ထားလိုက်လို့ရှိရင်ရှောက်ပေးလို့ရှိရင်အောင်နေလို့ရတယ်လို့ပတ်စံရှာလို့ရတယ်လို့ထင်နေတာပါပဲအမှန်တကယ်ကတော့ဒီ monetization ဆိုတာက Facebook ရဲ့ monetization ဆိုတာကိုယ့်ဘက်ကိုစူးစမ်းပြီးတော့နော် set up ပေါ်လာမယ်နော်ကိုဒီငွေရှာဖို့အတွက် Facebook ကနေပြီးတော့ invitation လုပ်မယ် invitation လုပ်တဲ့နေရာမှာလည်း set up တွေကအမျိုးမျိုးရှိတယ်နော် CM ဆက်တက်လို့အတူောက်ခေါ်တယ် content monetization ဆက်တက်လို့ခေါ်တယ်အဲ့ဒီ content monetization ဆက်တက်လေးပေါ်လာတဲ့အခါကျတော့မှကျွန်တော်တို့က payer account နေနဲ့ချိတ်ဆက်ပြီးတော့ရှောက်ရမှာဖြစ်တယ်မဟုတ်လို့ရှိလို့ရှင်တချို့တွေကအယူမှားနေတယ်အမှတ်တွေမှားနေတယ်ပေါ့နော်ဒီအများအဖြစ်ကတော့ junior creator တွေပေါ့နော်အဲဒါဟာစာပဲအလိုက်မယ်စာပဲအလိုက်လို့ရှိလို့ရှိရင်ရှောက်ပေးမယ်ရှောက်ပေးရင်အောင်သွားမယ်အောင်သွားပြီဆိုလို့ရှိရင်ကိုကဒီမှာအဲ ဗီဒီယိုတွေပုံနေစာတွေတင်ပြီးတော့ပတ်သက်ရှာလို့ရမယ်လို့ထင်တယ်အမှန်တကယ်တော့မဟုတ်ဘူးเนาะအဲ့လိုမျိုးမဟုတ်ပါဘူးကိုကအရင်ဆုံးစ조사မှာကိုကနီးမှန်နမ်းမှန်နေနဲ့အရင်ဆုံးစ조사ပြီးလို့ setup ပေါ်လာတဲ့အခါကျတော့မှကျွန်တော်တို့ကဒီအဲ့ဒီ setup ကို pay out account အနေနဲ့ချိတ်ဆက်ပြီးတော့တက်ဆိုင်ရာသူ eligible country နိုင်ငံကတက်ဆိုင်ရာဒီ ID card တွေဘန်နေထည့်သွင်းပြီးတော့ pay out account လျှောက်ထားပြီးတော့မှအောင်သွားတော့မှကိုကဒီငွေကို Facebook ကနေပြီးတော့ပတ်စံရှာလို့ရမှာဖြစ်ပါတယ်เนาะအဲ့ဒါလေးကိုကိုယ်ကိုယ်ပြပြသိစေချင်တာပါအထူးသိစေချင်တာကအလိမ်မခံရစေချင်တာပါเนาะအလိမ်မခံရစေချင်တာပါဒီလောက်ဆိုလို့ရှိရင်တော့နားလေလိမ့်မယ်လို့ထင်ပါတယ်ဒီနားမလဲတဲ့အပိုင်းနေကျွန်တော်ပြောပြဖို့ကြံခဲ့တဲ့အပိုင်းနေကြော်သွားတဲ့အပိုင်းနေရှိခဲ့ရင်လည်းကျွန်တော်ကို Messenger မှာလာမေးပေးပါเนาะ ဒီ comment မှာကျတော့တချို့ဟာတွေကအများများတဲ့အခါကျတော့ကျွန်တော်လည်းမတွေ့တဲ့ဟာတွေလည်းရှိတယ်ပြန်မဖြစ်နိုင်တဲ့ဟာတွေလည်းရှိတယ်တချို့ဟာတွေကကျတော့အများကြီးပြန်ပြောပြမှနားလည်ပါလေနော်အဲ့တော့ messenger မှာကျတော့ကျွန်တော်အတန် voice message တွေနဲ့ပြောပြလိုက်လို့ရှိရင်ခဏလေးတင်ပွဲရပြီးသွားတယ်နော်အဲ့ဒါကြောင့်မလို့ပြောတာပါနော်အဲ့တော့ဒီအကြောင်းအရာလေးကိုလည်းနားလည်မယ်လို့ညွှန်လင့်ပါတယ်အားလုံးလည်းအဆင်ပြေပါစေဗျာနော်